လက်ကိုကျမတို့ထောင်လိုက်တယ်ဆိုလို့ရုပ်ဘက်ကကြည့်လို့မင်းဘက်ကကြည့်လက်ဘွားငါဘက်ကကြည့်လက်ဘမိုးဆိုတော့အဲ့လိုမျိုးအယူဆတွေနဲ့ကျမတို့ရဲ့စူးစီးမှုကိုလှုပ်ဆောင်မှုဆိုတာကတော့ဖြစ်တယ်လို့တော့ကျမအနေနဲ့တော့ပြောချင်တယ်ပေါ့နော်ဒီစိတ်ပါဝင်စားမှုပေါ့နော်တယောက်နဲ့တယောက်စိတ်ပါဝင်စားမှုတစ်ဖွဲနဲ့တစ်ဖွဲစိတ်ပါဝင်စားမှုဒီတစ်ဖွဲထဲမှာပဲတူရဲ့စိတ်ပါဝင်စားမှုကနောက်တယောက်နဲ့ရဲ့စိတ်ပါဝင်စားမှုနဲ့လည်းမတူတဲ့ခါကျတော့ခုနကကျမတို့ပြောတဲ့ဒီအတွေ့အကြုံယူဖို့သင်ခန်းစာယူဖို့ကိုခက်တယ်ကြလို့ရှိရင်တိနေတဲ့သူတွေကအကြံပြုနေတာ ံပြုတ်တိုက်တွန်းနေတာရှိတော်ညာလဲလက်မခံနိုင်ဘူးဒါတော့ကောင်းမွန်တဲ့အခြေအနေတော့ဟုတ်ပင်မဲ့ငါလုတာကတော့အကောင်းဆုံးပဲငါရွေးထားတဲ့လမ်းကတော့အကောင်းဆုံးပဲလို့စိတ်ထဲမှာတတ်မှတ်ထားနေတယ်ဆိုလို့ရှိရင်တော့ဘယ်အကြံဉာဏ်ပြုတ်မှုကိုမှလဲကျမတို့ကတော့လက်ခံနေမှာမဟုတ်တဲ့ခါကျတော့ခုနပြောတဲ့ပြဿနာတွေကတော့ရှိနေမှာပဲဆိုတော့အကောင်းဆုံးကဘလို့ဖြစ်မလဲဘလို့လုပ်မလဲလို့ပြောမယ်ဆိုလို့ရှိရင်ခုနကျမဖြေခဲ့သလိုပဲဒီယုံကြည်မှုတိဆောက်ဖို့ကအရေးကြီးဆုံးဖြစ်တယ်ကျမတို့အချင်းချင်းကြားမှာယုံကြည်မှု ရှိဖို့လိုတယ်ပြီးလို့ရှိရင် အချင်းချင်းတိမှတ်ပြုမှုကလည်းလိုတယ်ဆိုလိုတာကကိုလှုပ်တာကြီးပဲကောင်းတာမဟုတ်ပဲနဲ့သူများလှုပ်တာတွေကလည်းဒါကောင်းကျိုးအတွက်လှုပ်တယ်ဆိုတာကိုအတိမတ်ပြုလက်ခံဖို့လိုပြီးတဲ့ခါကျတော့ဒီလှုပ်နေတဲ့အချက်တွေကကျမတို့ဒီလူမှုဝန်းကျင်ကိုပုံမကောင်းမွန်စေတဲ့အချက်ဖြစ်တည်တယ်ဆိုတော့ ယုံကြည်မှုတွေရှိမှပါလျင်ကျွန်တော်တို့ဒီလှုပ်ဆောင်နေတဲ့လုပ်ငန်းတွေအားလုံးကိုအတူတကွာတည်ဆောင်သွားပြီးတဲ့ခါကျတော့စုံမှတ်မြန်မြန်ဆန်ဆန်ရောက်နိုင်တာပေါ့နော်ဆိုတော့အများကြီးမလို့ဘူးကျမကတော့ယုံကြည်မှုတိဆောက်ဖို့နဲ့ဒီလှုပ်ဆောင်နေတဲ့အခြေအနေတွေဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုလက်ခံပြီးတော့ကျမတို့နားလည်သွားဖို့ဒီမှာဒီသုံးချက်လေးကိုပဲကျမကတော့ဒီမှာ highlight လုပ်ချင်ပါတယ်လို့